လင်းနဲ့မရရှာနဲ့သွားတဲ့ဒါကြောင့်မောင်အင်ဝမ်းတို့လင်းမရလဲမကြာခဏကြိုက်မိကြတယ်ပေါ့ဒီစကားကလည်းတေတော့မနှိပ်ဘူးခွေးဆန်လိုက်တာလူရင်ပြောရရင်တော့တခါတခါတော့ဖိုက်တင်ချရတယ်ဆိုတာပါပဲမောင်အေဝမ်းဖက်မိတဲ့အဆိုးအမိန့်တစ်ခုရှိတယ်အိမ်တောင်ပြုတ်ပြစ်အောင်ပြုတ်လိုက်ပါဇနီးမယားကောင်းရရင်တင်ကံကောင်းမယ်မယားဆိုးဆိုးနဲ့ရရင်တင်ပညာရှိဖြစ်မယ်တဲ့ ။မောင်အေဝမ်းကတော့ကံကောင်းတဲ့ပညာရှိလို့ပြောရမှာပဲ။စောစောကပြောခဲ့တယ်လို့ပဲရှာနဲ့သွားဆိုတော့ကိုက်မိတဲ့အခါတွေလည်းရှိတာပေါ့။သူကသွားကိုကရှာခံရပံများလာတော့မောင်အေဝမ်းလည်းကို့အိမ်တောင်ကြီးကိုကိုပြန်သုံးသက်တာပေါ့။ကို့ရှိကဒုက္ခတဲ့ကြီးများရဲ့အတွေ့အကြုံလဲဆက်ဆူတာပေါ့။အိမ်တောင်ကြီးပညာပေးလမ်းညွန်စာအုပ်တွေလည်းရှာဖွေဖတ်ရှုတာပေါ့။ကြုံကြိုက်တော့ မောင်အီဝမ်းဖတ်ဖူးတဲ့ဟာသတစ်ခုကိုပြန်ပြောရအောင်မယ်လူတယောက်ကသူ့မိမနားလေးနေပြီးနားကြားဖို့တခုခုလှုပ်ပေးဖို့လိုနေပြီလို့တွေးမိတဲ့ဒါနဲ့ဆရာဝန်နဲ့တွားပြီးဆွေးနွေးတာပေါ့ဆရာဝန်က နားမကြားတဲ့ကိစ္စဘယ်အတိုင်းအတာလဲဆိုတာအလွယ်တကူစမ်းသပ်နေရှိတယ်ဒါကိုအရင်စမ်းကြည့်ပါလို့အကြံပေးတယ်နီလန်ကတော့အမျိုးသမီးနဲ့ပေ၄၀အကွာအဝေးမှာရက်ပါပြီးတော့ပုံမှန်လေတံနဲ့ သူ့ကိုစကားပြောကြည့်ပါ။ကိုပြောတာသူကြားသလား။တကယ်လို့မကြားရင်ပေ30ကိုရွှေ့။ဒါမှမကြားသေးရင်ပေ20ကိုရွှေ့။သူကြားတဲ့အထိတဖြည်းဖြည်းချင်းသူ့စီရွှေ့သွားကြည့်ပါလို့ဆရာဝန်ကပြောတယ်။အဲ့ဒီညနေမှာပဲဇနီးကမိဖို့ခန်းထဲမှာညစာချက်ပြုံနေတယ်။ခင်မုန်းကပေ40လောက်ဝေးတဲ့နေရာကနေပုံမှန်လေတန်နဲ့အချစ်ကြီးဒီညနေစာဘာဟင်းနဲ့လဲလို့မေးလိုက်တယ်။ ဘာတုံ့ပြန်မှုမှမကြားရဘူးခင်မွန်းကမိဖို့ကမ်းပတ်နီအောင်ရွှေ့လာတယ်ပေ30လောက်ကနေချစ်ရင်ဒီညနေစာဘာဟင်းနဲ့လဲထက်မိတယ်တုံ့ပြန်တယ်မကြားရဘူးပေ20ဆယ်ပေတဖြည်းဖြည်းတို့တို့သွားပြီမဲ့တုံ့ပြန်တယ်ကိုမကြားရဘူးဒါနဲ့ဇနီးရဲ့နောက်ကျောနာအထီရောက်အောင်ရှောက်သွားပြီးအချစ်ရင်ဒီညနေစာဘာဟင်းနဲ့လဲထက်မိတယ်အဲ့ဒီအချိန်မှာတော့အမျိုးသမီးစီက လေသံခတ်မှမှအတန်တတန်ငေါက်ဆက်ဆက်ထွက်လာတယ်။ပင်နာကောင်ရဲ့စက်သားဟင်းလို့ပြောနေတာလေးကောင်ရှိသွားပြီတဲ့။အိမ်တော်ကြီးဆိုတာတခါတလေလဲအဲ့ဒီလိုပဲတဲ့။သူ့မှာတက်တနာရှိတဲ့ထင်ပေမဲ့ပြက်တနာကကို့မှာရှိတဲ့အခါလဲရှိတာပဲ။ကို့ကြောင့်ကိုပဲပြောရအောင်မယ်။ခင်အေဝန်းကအာသိကျဲတာခမ။သူမကြေနပ်တာရှိလို့ကတော့ခုနှစ်တန်ချီတင်တော့တာပဲ။မောင်အေဝန်းကလည်း သူ့လိုပဲ volume တင်တာမိုင်းကုံပေါ်သူလဲဒေါသကိုလဲဒေါသဘယ်လျှော့လို့ရမလဲမောင်အေဝဲအဲ့ဒီလိုမိုင်းကုံအော်ပြောတဲ့ကိစ္စဖတ်ဖူးတယ်ခမလူတွေအချင်းချင်းဒေါသထွက်တဲ့အချိန်မှာစကားကိုဘာကြောင့်အော်ပြောကြတယ်လဲဆိုရင်စိတ်ချင်းကွာဝေးသွားလို့တဲ့ဒေါသပိုထွက်လေစိတ်ချင်းဝေးကွာလေအော်လေပဲတဲ့တမင်းကြီးစားတွေစိတ်ချင်းအယံနီးထတ်တူနေပါကြတဲ့အခါ တီတိုတီတိုပဲပြောကြတာစိတ်ချင်းသိမ့်နေသွားရင် စကလုံးတွေတော့မလို့တော့ပဲအမှုအရာနဲ့ညလုံးတစ်ချက်ဝဲ့ယုံနဲ့ကိစ္စပြီးသွားနိုင်တယ်တဲ့သူရေးတာဟုတ်တယ်လို့လို့ပါပဲမောင်အေဝမ်းတို့လည်းရီးစားဘဝတုန်းကတော့ဘယ်မှာအခုလိုအော်ကြောလန်တွေဟုတ်မှာလဲအိမ်တောင်သက်ကြလေအာပြဲလေလင်မယားတိုင်းရံပွဲဆင်နွှဲနေကြတာပဲယောက်ျား၁၀ယောက်မှာ၉ယောက်ကတော့မိန်းမနဲ့အငင်းအခုံလုပ်ရင်း ကိုကနိုင်ဖို့မဖြစ်နိုင်ဘူးပြောတာပဲဒါကြောင့်လဲယောက်ျားအများစုဟာမိန်းမနဲ့ထိတ်တဲရင်မဆိုင်လက်လျှော့အရှုံးပေးပြီးမမုန်းစေးပဲဖောနေကြတာမောင်အေဝမ်းကလည်းအဲ့ဒီလူတွေတဲ့အပါအဝင်ဖြစ်ခဲ့တာဒီနည်းရရောမှန်ရဲ့လားအဲ့ဒီလူအလျှော့ပေးလိုက်တိုင်းတပွဲငိမ့်သွားပြီမဲ့ပွဲသစ်တွေကပေါ်လာနေတာပဲဖြစ်ပွဲသစ်တွေကပေါ်လာနေတာပဲဖြည့်ရှင်းဖို့နီလန်းတွေ မောင်အေဝန်းရှာဖွေတော့တွေ့တာပေါ့ကို့ပူရိတာချင်းမျှဝေပါမယ်တကယ်တော့မိမတွေကပြဿနာရှာတဲ့အခါယောက်ျားတွေကလည်းအကျိုးနဲ့အကြောင်းနဲ့ပြန်ပြောချင်တာပဲခမရေမများချင်လို့သာရေငုံနှုတ်ပိတ်တိတ်ဆိတ်နေရတာတကယ်တော့လေရောမရပါနှစ်ဦးနှစ်ဖက်လုံးအနိုင်ရနိုင်တဲ့ win win view ဟာရှိတဲ့တယ်နေဟဒါကိုမောင်အေဝမ်းစိတ်ဝင်တစားလေ့လာမိပေါ့ အမျိုးသမီးတွေဟာသူတို့ရဲ့ခံစားချက်သူတို့အမြင်ကိုဖော်ပြခြင်းနဲ့သူခံစားချက်တွေပြောပြနေတဲ့အချိန်ခြေကွဲခံစားနေရချိန်မှာယောက်ျားကစိတ်ဝင်တစားပြုဖို့လိုတဲ့မောင်အေဝမ်းတို့ကတော့ဟုတ်ပေါ့မုံတိုင်းဆင်မဲ့အရေးအယောင်မြင်ရင်အမိကုတ်ပြေးတာပဲမိမကကိုရှိမလက်ကိုခါမထောက်ပြီးရက်ကိုနားခါတဲ့စကားတွေပြောမယ်ဆိုရင်ယောက်ျားကစိတ်ပါပါမပါပါ နားထောင်ပေးရမှာတဲ့အမျိုးသမီးတွေကသူတို့ပြောချင်တဲ့စကားတွေကိုရက်ပေါင်းများစွာမျိုးသိပ်ထားပြီးမှပေါက်ကွဲထွက်လာတော့မို့ကိုမကြားချင်တဲ့စကားပေမဲ့နားသာထောင်ပေးပေးရောအဲ့ဒီအချိန်မှာတော့ကိုကြည့်နေတဲ့ TV နားထောင်နေတဲ့ Radio အသုံးပြုနေတဲ့ Computer ဘာမဆိုပိတ်ပြရမယ်သူ့ကိုအာရုံစိုက်ပေးရမယ်ညနေချင်းဆိုင်ထိုင်းပြီး तू ဘာပြောချင်တာလဲဆိုတာရင်ကျေးတိမ်မွေးစွာမေးရမယ် မိမလည်းစိတ်နဲ့လူပဲကိုကိုဩဇာပေးရင်ဒေါသထွက်တယ်လို့သူလည်းဩဇာပေးတာမကြိုက်ဘူးသူနဲ့အငင်းမပွားနဲ့သူ့ကိုလက်ဟန်ချေဟန်နဲ့တက်တောင့်တက်တာထိုင်ဖို့အမှုအရာပြပါမျက်ထောင်နေချင်းနဲ့မကြည့်ရဘူးဒါပါပဲအမျိုးသမီးတွေကဒေါသတွေတွန့်ချရင်စကားပြောသိမ့်ညံလာပြီဆိုရင် သူ့ကို ဖြည်းဖြည်းအေးအေးပြောဖို့ကိုကညင်သာရင်ကျေးတဲ့စကားနဲ့ပြောပါသူပြောသမျှကိုကနားလေတယ်လို့ နားဆိုင်ထောင်းနေရမယ်ဒါကနားထောင်ခြင်းအမှုပညာသူပြောစရာကုံတဲ့အထိကိုကနားထောင်ပေးရမှာပါသူမုံတိုင်းထန်ပြီးလို့လေပြေလေးလာပြီးဆိုရင် okay ပြီကို့နားမှာသူထိုင်တာဆိုရင်သူ့လက်ကလေးကိုဖြစ်ညှစ်ပေးမယ်ကိုနဲ့နည်းနည်းအလန်းကွာရင်သူ့ကိုမျက်လုံးချင်းဆုံးပြီးနားလေပုံပြပေးလိုက်မယ်မင်းဒီလောက်ခံစားနေရမယ်ကိုမသိဘူးမင်းဒီလိုခံစားနေရတာကိုစိတ်မကောင်းပါဘူးဆိုရာမျိုးနဲ့ သူ့ကိုနှစ်သိမ့်စကားဆိုမယ်ဒါဆိုသူကြွေပြီကိုကတကယ်ရိုးရိုးသားသားနဲ့သူ့ကိုခရုဏာတက်ဖို့တော့လိုတာပေါ့ယောက်ျားအများစုကအမျိုးသမီးတွေမကျေနှက်ချက်ထုတ်ပြတော့မယ်ဆိုရင်ရှောင်ပြေးသူကပြေးတယ်အချို့ကတော့ကို့ထင်မြင်ချက်တွေကိုခက်ခက်ထန်ထန်ပြန်ထုတ်ပြတယ်ဒီလိုဆိုရင်တော့မီးလောင်ရလေပြင့်ယုံမကဓာတ်စီပါလောင်းပြရကြတယ်တကယ်လို့အမျိုးသမီးဘက်ကစွဲချက်တွေအငင်းအခုံတွေ ထက်ခါထက်ခါတင်လာတယ်ဆိုရင်တောင်မှ သူ့အမြင်ကိုအလေးထားတဲ့အကြောင်းပြောရမယ်။သူပြောစရာကုံတဲ့အထိလေးလေးနက်နက်ထားပြီးနားထောင်ပေးလိုက်ရင်နောက်ဆုံးမှသူကျေနပ်သွားမယ်။သူပြောစရာကုံပြီဆိုရင် ကိုပြောတာကိုသူကတဖန်ပြန်ပြီးနားထောင်ပါလိမ့်မယ်။ဒီအချိန်မှာတော့နှစ်ဦးနှစ်ဖက် အပေးအယူညှိလို့ရပြီ။ဒီ point ရောက်ရင်အံ့ဩစရာကြုံရတာဟာအမျိုးသမီးရဲ့အတန်ကနူးညံ့လာတယ်။ အငင်းပွားမှုရော့သွားပြီးအမျိုးသားနဲ့သဘောတူတာတွေရှိလာမယ်နောက်ဆုံးမှာတော့နှစ်ယောက်သားစုံမတ်တစ်ခုမှာအယူအဆချင်းတူကြတာတွေ့ရတော့တာပဲနောက်ဆုံးမှာတော့ဆိုပေမဲ့ဒါကတကယ်နောက်ဆုံးမဟုတ်သေးပါဘူးလင်နဲ့မရပဲတကယ်နောက်ဆုံးမှာတော့တယောက်နဲ့တယောက်ပွေဖက်ပြီးအနမ်းမှုတွေဆွေတာပဲပေါ့ရန်ဖြစ်ပြီးပြန်ချင်ရတာလဲချိုမြပါတယ်ပြက်တနာဆိုတာရှောင်လွဲလို့လည်းမရဘူးအော်ဟစ်အငင်းပွားလို့လည်းမရဘူး နူးညံ့တိမ်မွေ့စွာဆွေးနွေးညှိနှိုင်းမှုကသာပျော်ရွှင်တဲ့အဆုံးသက်ကိုရတာပါဒါမောင်အေဝဲကိုတွေ့နော်